လုံးမဲမင်္ဂလာပါအခုနောက်တက်စင်နှစ်ရစ်တိုင်ရှိကိုတင်ပြမယ်နော်နှစ်ရစ်တိုင်ရှိတင်ငေတာအနေနဲ့ဆိုရင်ရှေ့မှာတိုင်ရှိတရစ်တိုင်ရှိလို့တို့လိုမျိုးတပုံစံနဲ့ပဲကွာသွားတာကသူကအချောင်းလေးနှစ်ချောင်းဖြစ်သွားတယ်ဒါအောင်နှစ်ရစ်တိုင်ရှိလို့ခေါ်တယ်ရှေ့မှာတရစ်တိုင်ရှိတော့ကျတော့အခြားတစ်ချောင်းပဲပါတယ်နှစ်ရစ်တိုင်ရှိမှာအချောင်းနှစ်ချောင်းပါတယ်သုံးရစ်တိုင်ရှိမှာကြာရင်အလယ်မှာအချောင်းက၃ချောင်းပါတယ်နော်ဒီထဲမှာဟိုတိုင်ရှိတွေပါတယ် တရစ်တိုင်းရှိတဲ့တုံးရတာတွေကတော့နေတယ်ဒီချေကဒါထည့်တင်ပေးထားတာပဒံနေတီအောင်လို့နောက်တစ်ခုကတချို့တွေကြတော့လဲဖနက်ကိုပဲတင်ပြီးတော့တခြားသပတ်တွေပါအုတ်ထုတ်တွေပါထိုးတက်တယ်ဒီပဒံနေတီနေလွတ်လွတ်ကိုကိုထိုးလို့ရသွားတယ်အဲ့ဒါကြောင့်ဒါတွေပါထည့်တင်ပေးသွားတာเนาะမတုံးမိမယ်လဲတချို့ကတွေထည့်တင်ပေးသွားတယ်ဟိုအဲ့ဆိုရင်တရစ်တိုင်းရှိတင်တာ တက်ပြီးပြီဆိုတော့အခုနှစ်ရစ်တိုင်ရှိထိုးတာပြမယ်နှစ်ရစ်တိုင်ရှိထိုးဖို့ဖူမီခါနိုင်လို့ပဲ20ယူမယ်20ယူပြီးွားရင်20ကိုဖိတာ1 2 3 4 သုံးဖူမီဟိုဖူမီဒီမှာသုံးချက်လေးချက်ဖူမီလေးချက်မြောက်ဖူမီလေးချက်ယူမယ်နှစ်ရစ်တိုင်ရှည်ထိုးမှာဖြစ်တဲ့အတွက်လေးချက်ယူမယ်တစ်ရစ်တိုင်ရှည်မှာတော့ကြတော့ဖူမီသုံးချက်ပဲယူရတယ်နော်တင်းနဲ့သုံးလေးအဲ့ဒါပြီးသွားရင်တရစ်တိုင်ရှိထိုးတဲ့အတိုင်းပဲသူကနှစ်ရစ်တိုင်ရှိဖြစ်တဲ့အတွက်ဒီမှာနှစ်ရစ်ရရမှာတရစ်ပဲရရသေးတယ်။နောက်တရစ်ထပ်ရရမှာအပေါ်မှာနှစ်ခါရစ်လိုက်တယ်။အဲ့ဒါနှစ်ရစ်တိုင်ရှိလို့ခေါ်တယ်။ပြီးအပေါက်ထဲကိုထည့်မယ်၊ခြေကိုလှမ်းယူမယ်၊ဆွဲတင်မယ်။ ဆက်တင်ပြီးနှစ်ကြိုးစီထုတ်သွားမယ်ဒီမှာတရေတိုင်ရှိထိုးတယ်လို့ပဲနှစ်ကြိုးထုတ်လိုက်တယ်နှစ်ကြိုးထုတ်ပြီးတဲ့အချိန်မှာအပေါ်မှာခွင်းသုံးခွင်းကျန်သေးတယ်အဲ့တော့ထပ်ပြီးနှစ်ကြိုးထပ်ထုတ်မယ်ကျန်သေးတယ်အဲ့ဆိုရင်ထပ်ပြီးတော့တစ်ခါထပ်ထုတ်မယ်ဒါဆိုရင်နှစ်ရေတိုင်ရှိတတိုင်းရပြီတရေတိုင်ရှိတုန်းကတော့နှစ်ကြိုးထုတ်နှစ်ကြိုးထုတ်နှစ်ခါပဲထုတ်ရတယ်သူကကြတော့နှစ်ကြိုးထုတ်နှစ်ကြိုးထုတ်သုံးခါထုတ်ရတာနော်အပြီးနောက်တစ်တိုင်ထပ်ထုတ်မယ်အဲ့လိုပဲတရေနှစ်ရေထည့်မယ်ချီကိုလှမ်းယူမယ် ပြီးနှစ်ကြိုးထုတ်ပြီးနောက်ထပ်နှစ်ကြိုးတစ်ခါထပ်ထုတ်နောက်ထပ်နှစ်ကြိုးတစ်ခါထပ်ထုတ်မယ်အဲဆိုလို့ရှိရင်နှစ်တိုင်းဖြစ်သွားပြီအဲ့လိုပဲရစ်မယ်နှစ်ရစ်ရစ်လိုက်တယ်နော်ထည့်မယ်နှမ်းယူဆွဲတင်မယ်နှစ်ကြိုးထုတ်နှစ်ကြိုးထုတ်နှစ်ကြိုးထုတ်တရေနှစ်ရေရစ်မယ်နောက်တစ်ပေါက်ထိုးမယ်ထဲ့ ်ချီဦးနှမ်းယူဆွတ်တင်မယ်နှစ်ကျိုးထုတ်နှစ်ကျိုးထုတ်နောက်ထပ်နှစ်ကျိုးတစ်ခါထပ်ထုတ်မယ်တရစ်နှစ်ရစ်ထက်ဆွတ်တင်မယ်နှစ်ကျိုးနှစ်ကျိုးအဲ့ဒါနှစ်ကျိုးတဆုံးရောက်ပါပြီတဆုံးရောက်ပါပြီဆိုရင်ရှေ့မှာလိုပဲเนาะဒီဘက်မှာ၄ခုနဲ့လာထားတော့သူ၄ခုနဲ့တစ်ခါပြန်လှည့်မယ် ပြီးခနိုင်းလိုပဲဟိုဘက်လက်ထိုးဒီဘက်လက်ထိုးဟိုဘက်လက်ထိုးဒီဘက်လက်ထိုးဒါရှောက်ထိုးသွားမှာပါအခုကဒီမှာဖုန်ကြီးတစ်ချက်နှစ်ချက်၃ချက်၄ချက်ယူလိုက်ပြီနော်တစ်ချက်၄ချက်ယူလိုက်တယ်ပြီးပြန်နေမယ်၅ချက်ယူလိုက်မယ်ဒီဖုန်ကြီး၅ချက်ယူမယ်ဘာလို့၅ချက်ယူလိုက်လဲဆိုတော့နှစ်ရက်တိုင်ချေထိုးပြီးပြီဆိုတော့၃ရက်တိုင်ချေထိုးခဲ့ခြင်းတော့နော်၃ရက်တိုင်ချေပတန်ကကြတော့အလဲမှာကန့်လန့်ပြန်အချောင်းလေး၃ချောင်းပါတယ်အဲ့တော့၃ရက်တိုင်ချေဆိုတဲ့အတိုင်း၁ရက်၂ရက် 3ရက်အပ်ပေါ်မှာ3ငါပတ်လိုက်တာလောက်ပဲပြီးရင်ထည့်မယ်အော်ဒီခါတိုင်းလုတ်တယ်လို့ပဲเนาะဒီဥသောအပေါက်ကိုမထည့်ရဘူးဒီဘက်အပေါက်ကိုထည့်မယ်ဒုတိယနာပေါက်ကိုပြီးွားရင်တဲ့နဲ့နှစ်ကျိုးနှစ်ကျိုးစီထုတ်ရအောင်เนาะရှေ့မှာလို့ပဲ3 4ကထုတ်ရတယ်အဲ့ဒါမှတတိုင်းထွက်လာတယ်တဲ့နှစ်3 4 ပြီးထဲမယ်ခါတိုင်းတို့ပဲနှမ်းယူနှစ်ကြိုးထုတ်နှစ်ကြိုးထုတ်နှစ်ကြိုးထုတ်နဲ့ထောက်ချထုတ်ပါမယ်အဲ့ဆိုရင်နောက်တစ်တိုင်းထပ်ရပြီဒီတိုင်းမဲ့ဓာတ်လျှောက်ထိုးရမယ်ဓာတ်လျှောက်ထိုးမယ်ဆိုတော့အခုဒီဟာမှာဒီချက်ကိုနှစ်ရစ်တိုင်ရှိပဲထိုးပေးသွားပါ နှစ်ရက်တိုင်ရှိထောက်လျှောက်လေ့ကျင့်ပြီးွားပုံရက်တိုင်ရှိသည်ဒီလိုထိုးရတယ်ဆိုတာသိစီကျင်လို့ထည့်သွားတာတော့ပဲကိုဘာသာကိုထိတ်ဆုံးမှတဒန်းလောက်ပဲထိုးကျင်ထိုးနော်သုံးရက်တိုင်ရှိတည်းကခဏထိုးတဲ့ထဲမှာမတင်ရပါဘူးဒီချေခုနပေါ်တယ်လို့ပဲသိစီချင်းတို့ထည့်တင်ပေးထားတာလေးတွေเนาะကိုဘသက်ကိုညံကွန်မြူပြီးတော့တခြားအစ်စ်တွေပါဖန်တီးတက်တဲ့သူလေးတွေဆိုလို့ရှိရင်လောက်တက်သွားအောင်လို့ထည့်တင်ပေးလိုက်တာလောက်ပဲเนาะအဲ့တော့နှစ်ရက်တိုင်ရှိလေးတွေကို ်ခုနထိုးသလိုပဲဒဒန်မီတန်ဟိုဘက်လက်ထိုးဒီဘက်လက်ထိုးတန်း20ထိုးပေးပါရှေ့မှာထိုးသလိုပဲပြီးအင်စာလေးပြင်ပြပေးနော်အားလုံးမဲ့အဆင်ပြေကြပါစေရှင်